ဟယ်လိုအားလုံးမင်္ဂလာပါဖူဘောမန်ချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်ပရီးမီးယားလိပွဲစဉ်12ရက်နောက်ဆုံးကစားတဲ့ပွဲမှာယူနိုက်တက်ကအိမ်ကွင်းအင်္ဂွင်းမှာကျွန်တော်ဒီ Everton ကို1-0ဆိုတဲ့ရလနဲ့ကျွန်တော်ရှုံးနေပေါ့နော်အဲဂျန်နေနေ့ကတော့ weekend မှာဒါဂျန်နေပွဲစဉ်၉ပွဲလုံးကစားပြီးသွားတယ်ပေါ့လေဆိုတော့ဒီ Monday night မှာတော့ United တပွဲပဲကျွန်တော်ကြံတာပေါ့ဆိုတော့ United ကအင်္ဂွင်းမှာ1-0ဆိုတဲ့ရလနဲ့ကျွန်တော်ရှုံးနေဒီပွဲမှာဘယ်လိုပြောရမလဲ United ကဒါ7 ်12ယောက်ပေါ့နော်ကျွန်တော် Everton က1ယောက်ယော့သွားတယ်သူတမင်ဒီအနီကပ်ကလည်းဟို Amorin ကလည်းဘာကြောင့်မှနားမလဲဘူးပေါ့နော် David Moyes ကလည်းသူကစားမားတွေဒါမျိုးမြင်ရတာတကယ်ပြောရင်သဘောတောင်ကြာသေးတယ်ဘာညာပေါ့ဘယ်သူမှလည်းဒီအနီကပ်ကိုနားလဲလိမ့်မယ်လို့လည်းမထင်ဘူးပေါ့နော်အခုတပြင်းဘယ်လိုပြောမလဲသူတို့သူတို့ဒိုင်းနေသူတို့ PGL မူရန်တို့ဘာလို့ရဲ့ကြီးပုံရဆိုလို့ရှိရင်ကစားမတယောက်ရဲ့အပြုတ်မူကဘောနော်လုံးဝ violent contact ဖြစ်တယ်ဆိုလို့ရှိရင်သူတို့ကတိုက်ရိုက်အနီးကထုတ်တဲ့သဘောပါအခုကက အဲ Siemens Coleman နဲ့နော်နော်နော် gain နဲ့ပေါ့နော်ကျွန်တော်တို့က gain နဲ့ကျွန်တော်တို့ဒီ gain တို့ဂျားထဲမှာဟိုဘယ်လိုပြောမလဲအငင်းခုံဖြစ်ပြီးတော့ gain ကလက်ပါလိုက်တာပြမျက်နှာပြင်းရမျက်နှာကိုအဲ့တော့ဒန်လူကြီးကတိုက်ရိုက်အနီးကပြတယ်ပေါ့ကျွန်တော်အနေနဲ့တော့ဘာလို့မှတော့နားမလည်ဘူးပေါ့နော်ဒါပေမဲ့လည်းလို့ဘလောက်တောင်မှအချီစုလဲဆိုရင် Manchester United ကဟိုဘယ်လိုပြောမလဲအဲ့လောက်ထိလမ်းဖွင့်ပေးထားတဲ့သုံးဘက်ကိုမယူနိုင်ဘူးအိမ်ဝင်လေကစားရတယ်တပတ်မှတပွဲလေကစားရတယ် เนาะ3မှတ်ကိုမင်းခက်ခက်ခဲခဲယူနေရမှာဆိုဆိုလို့သိတယ်မလားထားပါတော့ဒီအဲ့ဒီ73မိနစ်ဟိုအနီးကမတိုင်ခင်အထိကို Everton က Manchester United ကိုကောင်းကောင်းလှုပ်ပြထားပြီးတော့ United က Everton ကွင်းဘက်ကိုဘောလုံးကိုမရောက်ဘူးအဲ့တော့3မှတ်ယူရတာခက်ခဲနေမဆိုလို့เนาะ Everton ဘက်ကကျွန်တော်ကအနီးကတွေပါထုတ်ပေးလိုက်တယ်အဲ့ဒါလည်းမနိုင်ဘူးကျွန်တော်ဒီ ဂိုးတောင်မှပြီးလိုက်ရသေးတယ်7ယောက်7ယောက်ချင်းတောင်မှဂိုးอ่ะဗောနော်ကျွန်တော်မပြီးရသေးဘူးဒါအချိန်တိုင်းတော့ပြီးရမှာပဲဗောနော်7ယောက်7ယောက်ကကစားနေတာကဘာမှမမဟုတ်တာအဲ့တော့ကျွန်တော်တို့တကူကပြီးလိုက်ရသေးတယ်ဗျာ1ယောက်ယောက်နဲ့တော့မြများလို့ပင်နေဒီတွေရတာမဟုတ်ဘူးเนาะတောင်းငံပေါ်နေနေခေါင်းတိုက်တာမဟုတ်ဘူးเนาะဒီတိုက်ကစားပြီးတော့ကိုကျွန်တော်ရသွားတာဆိုတော့ MO ရင်းအနေနဲ့အဲ့ဒီလိုမျိုးစုပ်ပြတ်တက်လို့ ਨੇ performance ကို deliver လုပ်ပြီးလုပ်ပြီးခဲ့တယ်ဟာဒီကြုတ်ကလည်းငာလို့တော့မှာပဲเนาะဆိုတော့ Everton ကဗျာဘယ်လိုလဲ Everton ဘက်ကစကြည့်ရရင်တော့ Everton အတွက် AB Moyes ရဲ့လက်အောက်မှာကြစ်လက်တဲ့ performance တွေသူတို့ပြနေတယ်ပေါ့နော်အခုဒီပွဲမှာဆိုလို့ရှိရင်လည်းပဲသူတို့တွေတကယ်ကောင်းတဲ့ performance ကိုကျွန်တော်တို့ပြပြီးတော့အဝေးခွင့်မှာကျွန်တော်တို့တွင်းသွားသေးတယ်ဆိုတော့အဝေးခွင့်မှာဂိုးသွင်းပြီးတော့အနိုင်ရတယ် Ultra ဖို့မှာကျွန်တော်တို့၁၀ရောက်ထဲနဲ့အနိုင်ရအောင်ယူနိုင်ခဲ့တာတမိုင်းတစ်လျှောက်ကျွန်တော်တို့ကပထမဆုံးပေါ့နော်ပထမဆုံးအသင်းဖြစ်ကျွန်တော်မှတ်တမ်းဝင်သွားတယ် Everton ကဆိုတော့ MOD ကတော့ United ကိုရောက်ပြီးကြတဲ့ကတမိုင်းနဲ့ချီ ကျွန်တော်တို့ဘောနော်အတင်းကိုရက်လက်တီစိုးအောင်လှုပ်ပြနေတယ်ဗောလေအခုလည်းပဲကျွန်တော်ဆက်ပြီးတော့လှုပ်ပြသေးတယ်ဆိုတော့ကြောင့်လက်ရှိအချိန်ကြီးကကျွန်တော်တို့ကြည့်ရင်အေဗာတန်ဟာမန်ချက်စတာယူနိုက်တက်ကိုအဆစရအသာကြီးအောင်ကစားသွားတာဒီနေရာမှာကျွန်တော်တို့တယောက်ယော့တာတောင်းမှာဗောနော်သူတို့ရဲ့ဘက်ကခန်းစစ်ကိုအတကုံပိတ်ရင်းနဲ့ဂိမ်းကိုကွန်ထရိုးလှုပ်ပြသွားတာဒါတစ်ဖက်က United နဲ့ကျွန်တော်တို့ကြည့်ရရင်ဒီ MOD ရဲ့လက်အောက်ဗောနော်ကျွန်တော်တို့စရောက်ကြတဲ့ကစရောက်တဲ့ပြီးကြတဲ့ယာတီကြတဲ့က ကျွန်တော်မကြည့်နိုင်ဘူးမနော်ဒီယာဒီမှာဒီယာဒီကနေကျွန်တော်စကြည့်ရင်ဒီလိုမျိုး performance တွေမြင်ရတာဒါပရမာသုံးတော့မဟုတ်တော့ပရမာသုံးတော့မဟုတ်တော့ကျွန်တော်တို့ Greensby နဲ့ပွဲတော့ကလည်းဒါမျိုးမြင်ရတယ် Fulham နဲ့ပွဲတော့ကလည်းဒါမျိုးမြင်ရတယ်အဲ Brentford နဲ့ပွဲတော့ကလည်းဒါမျိုးမြင်ရတယ်အခုဒီပွဲနဲ့ပွဲတော့ဒါမျိုးမြင်ရတယ် United က Premier League ပွဲစဉ်12ပွဲကစားပြီးသွားပြီအဲ့ဒီတည်းက၄ပွဲကအင်မတန်ကိုစုပ်ပြက်လွန်းတဲ့ performance တွေနဲ့ကျွန်တော်မြင်နေရတာ ဒါတော်တော်ကြီးချက်စရာကောင်းပါတယ်။ဒါတော်တော်ကြီးချက်စရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ MOD ရောက်လာပြီဆိုကြတဲ့ကကျွန်တော်တို့ကတော့အသင်းမှာရက်လက်တီကလုံးဝကောင်းမနေဘူး။အကုန်လုံးကစူးစူးဝဝပတ်တီမှာပဲကျွန်တော်တို့သွားနေတာ။ဆိုတော့အခုလည်းပဲကျွန်တော်တို့ तू က तू ကတော့ဘာလို့ကစားမားရရဲ့ဘက်ကဘာလို့အာ training blue ပြန်လုပ်မယ်လို့ဘာလို့ဒီအားကြီးကိုလှည့်ချတာတော်သိနေပြီဗျာဒီလား။ကိုအသင်းကဝမ်းစီနဲ့ရှုံးနေပါတယ်ဆိုတဲ့အချိန်ခန့်စဲက9ယောက်နဲ့ကစားနေတော့မယ်။စင်တာဘက်3ယောက်ကကစားနေတော့ကစားနေတော့မယ်။ ဝင်းဘက်စ်နှစ်ယောက်ကကစားနေတော့မယ်သူတို့မလိုဘူးဗျာတိလားအေဗာတန်ဟာဒီပွဲကိုခန်းစစ်၄ယောက်၊ကွင်းလင်၂ယောက်၊တိုက်စစ်၄ယောက်ဆိုပြီးတော့ပွဲထွက်လာတာမန်ချက်စတာယူနိုက်တက်ကကျတော့ခန်းစစ်၅ယောက်၊ကွင်းလင်၂ယောက်၊တိုက်စစ်၃ယောက်နဲ့ပွဲထွက်လာတာကျတော့တယောက်ရော့သွားလေယူနိုက်တက်ကဒီတိုင်းပဲရှိအောင်မယ်တကူပေးလိုက်ရတယ်ဒီတိုင်းပဲကျွန်တော်ရှိအောင်မယ်မိနစ်80ကျော်နော်မိနစ်80 85မိနစ်လောက်ထိကျွန်တော်တယောက်အသာစီနဲ့ကစားခွင့်ရခဲ့တာယူနိုက်တက်က အဗတာဘတ်ကိုကျွန်တော်ခြိပါကူတောင်ပြန်မသွင်းနိုင်ဘူးအိမ်ငွင်းကြီးမှာနော်အိမ်ငွင်းကြီးမှာဆိုတော့ဒါကြောင့်တော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 ်ကိုအချီနီကစူးစူးကွားွားဖြစ်လို့နေပြီမနော်အီနီအီနီယော့စ်တို့အနေနဲ့ဒီလိုမျိုးတွေကကျွန်တော်တို့ဒါအတင်းမှာဆက်ထားအတင်းလောက်တဲ့ထိလက်ခံနိုင်တဲ့အနေအထားမျိုးတွေမဟုတ်ဘူးဆိုတာသူတို့တွေကောင်းကောင်းသဘောပေါက်သိနေပြီပြဿနာကကျွန်တော်တို့ရှိဒီမှာတောက်လျှောက်ပြောသလိုပဲအီနီယော့စ်တို့ဘာလို့ကသူတို့အမားဆိုတာကိုသူတို့တွေကမခံဘယ်လိုပြောမလဲမမြင်စေချင်ဘူးဗျာအော်ငါတို့တွေအမားလုတ်လိုက်ပြန်ပြီဆိုတာမျိုးပြည့်တဲ့တွေကိုမမြင်စေချင်ဘူး ိသက်တွေကိုသူတို့တွေကငါတို့ကတော့ဒီနိပြကိုအမှန်ကန်သိရမလားငါတို့နေရာပေးထားတယ်နော်ငါတို့အချိန်ပေးထားတယ်နော်နိပြကတွေ့နေသူမကောင်းတာတိုင်ပက်တာဆိုတဲ့ပုံစံမျိုးသူတို့သွားကျင်တာအရင်ကြီးအချိန်ပေးပြနေတာပြသည်လားသူနိပြတယောက်ကအချိန်ကြီးကောင်းမကောင်းဆိုတာဒီလောက်ကြီးကြီးကျွန်တော်အချိန်ပေးစရာမလိုဘူးတန်းပြီးတော့တိတာနေတဲ့အချိန်မျိုးဒါကိုပဲလက်ရှိမှာဆိုလို့ရှိရင်ကိုရီယူနိုက်တက်ကကိုအချိန်ရထပ်ပေးဦးမှာပဲနော်အီနီယိုစတို့ကခေါင်းရှောင်ကျင်တာကိုနော်အမ်မိုရီနဲ့ပဲလှည့်ချကျင်တာကိုတော်တော်လေးတိုင်ပက်ပါဆိုတော့ကြောင့် ဒီလို performance မျိုးပေါ့နော်ကျွန်တော်မတွေ့ခဲ့ရဘူးပြီးရင်ညီကိုတို့ဒါဒီပွဲကိုပွဲချိန်ပြည့်ကြည့်ခဲ့တဲ့ညီကိုတို့ဆိုလို့ချင်းသိရပြတယ်လားကျွန်တော်တို့10ရက်11ရက်ပေါ့နော်10ရက်11ရက်နော်10ရက်11ရက်ကျွန်တော်ဒါကစားတဲ့ပွဲမှာတယောက်အသာကြီးရတဲ့အသင်းဘက်ကနေပြီးတော့ဒီလောက်စုပ်ပြတ်တတ်တဲ့ performance မျိုးဘယ်တော့မှမြင်ခင်တို့တွေ့ဘူးကြတော့ကျွန်တော်တို့တခါမှမတွေ့ဘူး United မှမဟုတ်ဘူးတခြားဘယ်အသင်းပဲဖြစ်ဖြစ်ကိုဘက်ကတယောက်အသာကြီးရနေပြီဆိုလို့ရှိရင်ဒီလောက်စုပ်တဲ့ performance ကိုကျွန်တော်တခါမှမတွေ့ဘူး နော်တတော်ကိုစိုးလို့မာတယ်ဗနီးပြကဘာမှမလုပ်တဲ့မကင်တဲ့ပလန် A ကလည်းဘာမှမရှိနေကျွန်တော်ဆက်သွားနေရတာအဲ့ဒါလဲအမ်မိုရင်အချစ်တော်တွေကကျွန်တော်ရှိတော့မင်းဒီလားနော်ဒီဘဲတွေကအမ်မိုရင်နဲ့စိုင်လက်ဖော်ဂူဆန်ကိုယူခိုင်းမယ်အမ်မိုရင်နဲ့နော်ဂွာဒီယိုလာတို့ကိုယူခိုင်းမယ်ဆိုရင်တော့မှအမ်မိုရင်မှအမ်မိုရင်ဖြစ်နေမဲ့သူတွေဒီလားနော်လုံးဝဘယ်လိုပြောမလဲဘယ်လိုဘယ်လိုပြောမလဲယုံကြည်မှုအစွန်းရောက်တဲ့သူတွေတော့ကျွန်တော်ပြောရမလားနော်အဲ့လိုလူတွေရတယ်မင်းကျွန်တော်ရှိသေးတာအဲ့တော့နော် တော်တော်ကိုတမိုင်းတွင်နဲ့အဆုတ်ပြတ်ဆုံး performance ကိုကျွန်တော် Ammonia ထပ်ပြသွားပြီးတော့နောက်ပွဲမှာလည်းဒီဘဲကိုထပ်တွေ့ရအောင်ဝူဘန်ဟန်တန်အတွက်ကတော့ပျော်စရာပါဟိုအကယ်လို့ဝူဘန်နဲ့တွေ့တဲ့ပွဲကြံဝူဘန်နဲ့တော့ကပျော်စရာပါဘာလို့လဲဆိုတော့ဒီရာဒီတပွဲမှမနိုင်သေးဘူးဆိုစိတ်မပူပါနဲ့เนาะဝူဘန်ဟန်တန် Manchester United နဲ့တွေ့တွေ့မြင်ဆိုလို့ရှိရင်ပထမဆုံးနိုင်ပွဲတွေပါရနိုင်မယ့်အခြေအနေမျိုးအခွင့်အရေးကောင်းကောင်းရှိနေတယ်ဆိုတော့တော်တော်ကြီးကိုဆုတ်ပြတ်တဲ့ performance ကိုကျွန်တော်တွေ့ရတယ်ညီကတို့ရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲကျွန်တော်ရပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်